မေရိကန်နိုင်ငံမှာတော့ဒီကားကြီးတွေရဲ့ကားတာယာတွေကိုလဲရတာကတကယ်ဇိမ်ခံကားတွေကိုပြင်ဆင်ရတာထက်ကိုပိုပြီးကုန်ကြစရိတ်များပြားလှပါတယ်။ဒီကားဘင်းကြီးတွေရဲ့တာယာတစ်လုံးကအလေးချိန်၄တန်လောက်ကိုလေးပြီး73ပေမြင်ပါပါတယ်။ဒီတာယာကြီးတွေကကမ္ဘာပေါ်မှာအကြီးဆုံးတာယာဘင်းကြီးတွေဖြစ်ပါတယ်။အမှန်တော့ဒီကားတွေကစက်ရုံသုံးကားကြီးတွေဖြစ်ပါတယ်။ဒီကားကြီးတစ်စီးအတွက်တစ်ခါကားတာယာလဲရင်အမေရိကန်ဒေါ်လာ2000ကျပ်တင်ပါတယ်။ဒါဆိုဒီလောက်ကြီးမားတဲ့တာယာကြီးတွေကိုဘလို့နီးပညာတွေကိုအသုံးပြုပြီးတက်ဆင်ကြလဲဆိုတာစိတ်ဝင်စားစရာကောင်းပါတယ်။ ဒီကားတွေအတွက်ကားတာယာရောင်းတဲ့ဆိုင်တွေမရှိပါဘူးဒီကားတာယာတွေကအင်မတန်ကြီးမားလွန်းလွန်းကားတာယာထုတ်လုပ်တဲ့စက်ရုံမှာတည်တက်မှာယူရတာဖြစ်ပါတယ်နောက်ပြီးစက်ရုံမှာရှိတဲ့အင်ဂျင်နီယာတွေကကားကြီးနဲ့တိတိကျကျတိုင်ပြီးတာယာတွေကိုထုတ်လုပ်ပေးကြပါတယ်ဒီကားတာယာတွေကိုတည်ယူဖို့အတွက်လဲတွဲကားအကြီးကြီးတွေကိုအသုံးပြုပြီးတည်ယူကြရပါတယ်တာယာတွေကိုလဲကြတော့မယ်ဆိုရင်အလုသမားတွေကဟိုက်ဒရိုလစ်စနစ်ကိုအသုံးပြုပြီးတာယာတွေကိုဖြုတ်တက်လုပ်ကြရပါတယ်။နောက်ပြီးလေထုပ်စနစ်နဲ့ဘိန်းတွေကလေတွေကိုထုတ်လိုက်ကြပြီးတာယာအသစ်ကိုတက်ဆင်ကြပါတယ်။ တာယာဘင်းကြီးတွေကအင်မတန်ကိုကြီးမားလွန်းလွန်းအလုပ်သမားတွေကလုပ်ငန်းစဉ်တစ်ခုလုံးကိုကြီးမားတဲ့ဆက်တွေကိုသာအသုံးပြုကြရပါတယ်။